ရခိုင်မျိုးသားအဖွဲ့ချုပ် ULA အာရခတ်တပ်တော် AA ရဲ့နိုင်ငံရေးမှူးတဦးဖြစ်တဲ့ဦးလှစောဟာမေလ9ရက်နေ့ညမှာကွယ်လွန်သွားပါတယ်။ဝါရီနိုင်ငံရေးသမားတဦးဖြစ်သလိုရခိုင်မျိုးသားပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ဦးလှစောဟာအာရခတ်တပ်တော် AA ထိန်းချုပ်ထားတဲ့နယ်မြေတစ်ခုမှာလေချောင်းကင်ဆာယောဂါကုသနေချိန်မှာပဲကွယ်လွန်ခဲ့တာပါ။သူ့ကွယ်လွန်ချိန်မှာတော့အသက်82နှစ်ရှိပြီဖြစ်ပါတယ်။ 2015ခုနှစ်ရွေးကောက်ပွဲမှာရခိုင်မျိုးသားပါတီ ANP ရဲ့မြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ဦးဦးလာစောဟာ2022ကစပြီး ULAA ရဲ့ Beta 1စစ်တီသားရဲ့နိုင်ငံရေးမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကလက်ရှိကွယ်လွန်အချိန်အထိဖြစ်ပါတယ်။မြောက်ဦးစာတီဖြစ်တဲ့ဦးဦးလာစောဟာဖခင်ဦးအောင်လာဆန်းမိခင်ဒေါ်စန်သာပြူတို့ကနေ1953ခုနှစ်မေလ28ရက်မှာမွေးဖွားခဲ့ပြီး နိုင်ငံရေးသမားတဦးဖြစ်တာမကမောင်ခိုင်အောင်ကလောင်အမီနဲ့ကြပြားနဲ့ဆောင်းပါးများစွာရေးသားခဲ့သူပါအရက်သားဆွေရလက်ထက်လွှတ်တော်အစည်းအဝေးတွေမှာလည်းဦးလာစောရဲ့ဆွေးနွေးတင်ပြချက်တွေကထင်ရှားပါတယ်လွှတ်တော်အစည်းအဝေးခံစားထဲမှာရေးထားတာကရခိုင်ပြည်မောက်ပန်းရှိနေရဆန့်ခွသူများကိစ္စနှင့်ဆက်လျင်း၏နိုင်ငံတကာမှမြန်မာနိုင်ငံကဖိအားပေးမှုများရောပါလာသည်ကိုတွေ့ရှိရလို့ယူဆတော့တော်တော်ကိုဆူဆူဝါဝါလွဲမှားနေတယ်လို့ယူဆပါတယ် ဒါဟာဖားပြီးရေးတာလားမသိလို့ရေးတာလားဆိုတာတော့ဒါတော်ဝန်ကြီးပါတယ်ငယ်စဉ်ကပညာထူးချွန်ခဲ့တဲ့ဦးဦးလာစောဟာရန်ကုန်မြို့ IND စက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ပါတယ်နိုင်ငံရေးမှာပါဝင်လှုပ်ရှားခဲ့တာကြောင့်သူဟာ1969ခုနှစ်မှာနှစ်နှစ်ကျောင်းထုတ်ခံခဲ့ရပြီး1985ခုနှစ်မှာနိုင်ငံရေးလှုပ်ရှားမှုနဲ့စစ်ခုံရုံးကနေထောင်ဒဏ်9နှစ်ချမှတ်ခံခဲ့ရသလို1988ခုနှစ်အရေးတော်ပုံမှာလည်းထောင်ဒဏ်16နှစ်ချမှတ်ခံခဲ့ရပါတယ် ဒီလိုအခြေအနေတွေကြောင့်တက္ကသိုလ်ကျောင်းပညာကိုစုံကန်းတိုင်အောင်မတင်ယူခဲ့ရဘဲကျောင်းထွက်ခဲ့ရသူပါ။ဦးလာစောကွယ်လွန်သွားရတဲ့ပတ်သက်ပြီးနိုင်ငံရေးသမားတွေစာပေအတိုင်းဝိုင်းနဲ့ ULAA မှာတာဝန်ယူထားသူတွေကရခိုင်နိုင်ငံရေးမှာအရေးပါတဲ့လူတအူးဆုံးရှုံးရတဲ့အတွက်ဝန်ထဲအကြောင်းလူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားထားတာကိုလည်းတွေ့ရပါတယ်။ ဥဥလှဆောဟာပေါ်တော်မူနိုင်ငံရေးသမားတယောက်မဟုတ်ဘဲသူ့ဘဝတစ်ခုလုံးကိုနိုင်ငံရေးနဲ့ရခိုင်အမျိုးသားရေးအတွက်စုံငန်းတိုင်းထိတာဝန်ထမ်းဆောင်ခဲ့တဲ့လေးစားစရာနိုင်ငံရေးသမားတယောက်ဖြစ်တယ်လို့လုပ်ဖို့ကင်ဘတ်ဥဖြစ်တဲ့ရခိုင်နိုင်ငံရေးသမားဥဖေတန်းကမှတ်ချက်ပြုပါတယ်။သူကပေါ်တော်မူနိုင်ငံရေးသမားမဟုတ်ပါဘူး။တကယ့်ကိုစကားရေကလာပြီးတော့စုံတဲ့အထိအမျိုးသားရေးတာဝန်ကိုထမ်းဆောင်သွားတဲ့တကယ့်လေးစားဖို့ကောင်းတဲ့နိုင်ငံရေးသမားတယောက်ဖြစ်ပါလေ။သူဟာလူတန်းစားကြီးနဲ့အမျိုးသားရေးကော နှစ်ခုစလုံးကိုမျက်မျက်တက်ရက်တီသွားတဲ့နိုင်ငံရေးသမားတရားလို့သူ့ရဲ့မိษွေနိုင်ငံရေးလေးလာတုံးသက်သူတူကမြမနှောင်းကိုမှတ်ချက်ပြုပါတယ်သူကအဖိနစ်ခံနဲ့လူရန်စားတွေဘက်ကရက်တည်တယ်လို့သူ့အမျိုးသားတွေဘက်ကလည်းရက်တည်ဆိုတော့လူရန်စားရေရောအမျိုးသားရေရောနှစ်ခုလုံးမျက်မျက်တတရက်တည်သွားတဲ့သူပေါ့အဲ့ဒါသူ့တခြားလုံးနဲ့နိုင်ငံရေးဘဝဦးလာစောဟာ1990ပြည့်နှစ်ရွေးကောက်ပွဲကာလကရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ARD မှာပါဝင်ခဲ့ပြီး စစ်အစိုးရက ARD ပါတီကိုတရားမဝင်ပါတီဖြစ်ကြေညာပြီးပါတီဖျက်သိမ်းလိုက်တဲ့အခါကျူရှင်ဆရာဖြစ်ရက်တည်ခဲ့ပါဗါး2010ပြည်နှစ်ရွေးကောက်ပွဲကာလမှာတော့ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ကိုတီထောင်ပြီးအထွေထွေအတွင်းရေးမှုဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး RNDP နဲ့ AD ပါတီပူးပေါင်းရေးအတွက်အဓိကဦးဆောင်ခဲ့သူတူပါ1980ပြည်လုံးနှစ်တည်မှာတော့တက္ကသိုလ်နယ်မြေရဲ့မြေအောက်ကျောင်းသားလှုပ်ရှားမှုတွေခစ်ပေါ်ကြပြလှုပ်ရှားမှုတွေမှာထက်ထဲဝင်ပါဝင်လှုပ်ရှားခဲ့ပါတယ် အမင်း Elephant Diary မြောက်ဦးနဲ့မြောက်ဦးဗေဒရတစာတန်းတွေအပါအဝင် အစည်းကပြာစာအုပ်တွေကိုမောင်ခိုင်အောင်မောင်ခိုင်အောင်စစ်ထွေကလောင်နာမည်နဲ့ရေးသားခဲ့သူပါသူရေးသားခဲ့တာတွေထဲမှာတော့ Mind ဆိုတဲ့ခေါင်းစဉ်နဲ့ကပြာဟာလူမှုကွန်ရက်မှာထင်ရှားပါတယ်ခရီးကမရှောင်းတဲ့လူငါရောင်နိုင်ငါလေးတဆင်မဟုတ်လားဘူးရှင်ဇာပိုင်ဆိုင်ဆောင်ဖိုက်လိုက်လို့ပဲအမန်နဲ့အကိုကြီးမှခီတရှုံစီရာဟိပါရဲ့ 啊、那不要拍辣椒。都有了，我都愿意买買,买包路瓦石呀。